မိတ်ဆွေတို့ကမေးထားပါတယ်အစ်စတီခါရာကဘယ်နှခေါက်လောက်ရတာလဲဆရာဘယ်နှကြိမ်လောက်ပြီးမှထူးတာလဲဘယ်လိုလက္ခဏာတွေတွေ့ရမှအစ်စတီခါရာအောင်တာလဲတဲ့ဘစ်မလာဟီရာဟ်မာနီရာဟီမ်ဝဘီလာဟီတောဖီကအစ်စတီခါရာရဲ့အဓိပ္ပာယ်ကအကောင်းကောင်းတဲ့အရာကိုတောင်းဆိုခြင်းဆိုတဲ့အဓိပ္ပာယ်ရအစ္စတိခါရာကဘယ်လိုအရာတွေမှာလောက်ရလဲဆိုရင်ဘယ်အရာကိုအလ္လာတာလာ လုံးပိုင်ခွင့်လုံးဝင်လဲရတဲ့မလုံးလဲရတဲ့အလ္လာတာလာခွင့်ပြုထားတဲ့အရာမျိုးဖြစ်ရ။အစ်တိခါရာကအလ္လာဘကတာဝန်ပေးထားတဲ့ဝါဂျစ်ဖရက်စ်တာဝန်မျိုးမှမဟုတ်ဘူး။ဥပမာဖြစ်လူတစ်ယောက်ကအလ္လာဂျွမ်မာနမတ်ဆွတ်မယ်။အလ္လာဖကန်နီမသူဒီလိုအစ်တိခါရာလုံးမငါအစ်တိခါရာလုံးကြည့်မယ်။အလ္လာလုံးကြည့်လို့ငါစိတ်ကအကယ်လို့အလ္လာဂျွမ်မာနမတ်ဖတ်တဲ့ဘက်ကိုယိုင်နေဆိုရင်ငါဖတ်မယ်မယိုင်ဘူးဆိုမှဖတ်ဦးဒီလိုသဘောပြောတာမဟုတ်။အဲ့လိုပဲအစ်တိခါရာဆိုတာက ဒီလိုရမှာလောက်လို့မရဘူးဘယ်အရာကိုရှရီယတ်တရားတော်ကတားထားဥမာအဖြစ်ဟာလာလူတယောက်ကဟာရမအလုပ်တစ်ခုလုပ်ဖို့တော့ကသူပြောမယ်ငါအစ္စတခါရာထိုင်ကြည့်မယ်စိတ်ရရင်လုပ်မယ်မရရင်မလုပ်တာမရအစ္စတခါရာဆိုတာဝါဂျင်ဖရက်စတာဝါမှာလည်းမရသလိုနောက်တစ်ဖက်မှာအစ္စတခါရာဆိုတာကအခုနပြောတဲ့တားထားတဲ့ဟာရမဝဟာရမတွေပါလေဒီလိုကိစ္စမှာလည်းမရအစ္စတခါရာဘလို့ဟာမရလဲဆိုရင်အလ္လာတာလာက ဖွင့်ပြုထားတဲ့အရာမျိုးဥပမာဖြစ်လူတယောက်ကအလုပ်တစ်ခုစလုံးအဲ့ဒီအလုပ်ကလုံးဝင်လဲရတယ်မလုံးဝင်လဲရတယ်အဲ့တော့လုံးတဲ့လားမလုံးတဲ့လားဒီနှစ်ဖက်ကဘယ်ဘက်ကိုရွေးမလဲဆိုတော့ istikhara နဲ့ရွေးရတယ်အဲ့လိုပဲအမျိုးသမီးတယောက်နဲ့နေကာလုံးမယ်ဒီအမျိုးသမီးကမိမိအိမ်တော်ဘက်ဖြစ်ရွေးတဲ့လားမရွေးတဲ့ရွေးလည်းဘာမှဖြစ်မရွေးလည်းဘာမှဖြစ်ဆိုတော့အဲ့ခါကျရင် istikhara နဲ့ဒါကိုရွေးတယ်အဲ့တော့ istikhara ကဘယ်လိုလဲဆိုတော့သူက nafil narakat ဖတ်မယ် istikhara ရဲ့ niyat နဲ့အဲ့တော့ အဲ့လိုမျိုး အစ္စတခါလာရဲ့နေရက်နဲ့ဖတ်တဲ့အချိန်ကမကရူအချိန်မဖြစ်ရနေဝင်တဲ့အချိန်နေထွက်တဲ့အချိန်နေမုန်းတဲ့အချိန်မဖြစ်ရဘူးဘတ်ဂျက်တပြီးမဖြစ်ရဘူးအဆွဲတပြီးမဖြစ်ရဘူးစသဖြင့်ရိုးရိုးလွတ်လွတ်ကဲကဲအချိန်နေမှလည်းရတယ်ညမှလည်းရတယ်ဘာမှပြဿနာမရှိဘူးအိုကောင်းတာကတော့ညာအိတ်ကနေအာယုံစူးဆိုင်မှုရှိတဲ့အချိန်စိတ်ငြိမ်တဲ့အချိန်စူညံမှုနေပါတဲ့အချိန်မှာဝူဇူလုံးမဲ့နဖီလ်နရကတ်ဖတ်မဲ့ဖတ်ပြီးတော့ကေဘလာဘက်ကို على إيدو تو استخاراي دعاء فهم على استخاراي دعاء كارو اللهم إني أستخيرك بعلمك وأستقدرك بقدرتك وأسألك من فضلك العظيم فإنك تقدر ولا أقدر وتعلم ولا أعلم وأنت علام الغيوب اللهم إن كنت تعلم أن هذا الأمر خير لي في ديني ومعاشي وعاقبة أمري وعاجله وآجله, وآجله. فقدره لي ويسره لي ثم بارك لي فيه وإن كنت تعلم أن هذا الأمر شر لي في ديني ومعاشي وعاقبة أمري وعاجله وعاجله فاصرفه عني واصرفني عنه وقدر لي الخير حيث كان ثم أرضني به دي دعا وفهم دي دعا وفهم دي دعا ما على دي ما سابعين نكوشي دي تكوك على دي أمر أمر سورة أيام يوبا အဲ့ဒီဟာဇလ်အမရာဟာဇလ်အမရာနခါလာတယ်အဲ့ဒီနေရာရောက်ပြီဆိုရင်ကိုလုံးမဲ့အလုတ်ဘက်ကိုအာယုံထဲမဲ့ထဲပြီးတော့ကေဘလာဘက်ကိုမျက်နှာမူမဲ့မူပြီးအိတ်လိုက်အိတ်လိုက်ပြီးတဲ့အခါကျရင်အစ်တေခါလာမှာအိမ်မက်ရဖို့အရေးမကြီးဘူးတချို့ပြောတယ်ကျွန်တော်ဘာမှအိမ်မက်မရဘူးအိမ်မက်နဲ့မဆိုင်ဘူးအိမ်မက်ရခဲရင်တော့မှဒီအိမ်မက်ရဲ့အလိုတဘောကိုအိမ်မက်ကိုအိမ်မက်အလိုတဘောကျွမ်းကျင်တဲ့ပညာရှင်တွေကိုသွားမေးပြီးတော့မှဆုံးဖြတ်ရမယ်ကိုယ့်တဘောနဲ့ကိုဆုံးဖြတ်လို့မရအစ်တေခါလာရဲ့အဓိကကဘာလဲဆိုတော့ ဒီအလုတ်လုတ်တယ်မလုတ်တယ်စိတ်ကဘယ်ဘက်ကိုယိုင်လဲဒါကိုပဲကြည့်ရလုတ်တင်တဲ့ဘက်ကိုယိုင်လုံမဲမလုတ်တင်တဲ့ဘက်ကိုယိုင်မလုတ်ဘူးဆိုတော့အခုမေးခွန်းမှသူမေးထားတာကအစ္စတီဟာရာကဘယ်နှချိန်လောက်ရတာအစ္စတီဟာရာကအလဟာဒီသ်တော်မှာလာရှိတဲ့ဟာဇတ်အနစ်ရဒီအလ္လာဟူတာလာန်ဟူကိုတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ကအစ္စတီဟာရာကိုခုနှစ်ချိန်လောက်ခိုင်းတယ်ဆိုပြီးတော့လာပြီးတော့ဗာလဲဆိုတော့ပူကောင်းတာကတရက်ကိုတစ်ချိန်ပဲလုံတရက်တစ်ချိန်လုံမဲ့ခုနှစ်ရက်သက်တိုက်လုံး အဲ့တော့တချို့ကတရက်ကို၃ချိန်လောက်လှုပ်ချင်တယ်ဆိုလည်းပြဿနာမရှိဘူးလှုပ်လိုက်လေ။ခုနကပိုကောင်းတဲ့နီလန်ကတရက်တစ်ချိန်နဲ့9ရက်သက်တိုက်လုံး။အဲ့တော့တချို့ကဒီလိုပြောတယ်ကျွန်တော်9ရက်လှုပ်ကြည့်တာလည်းဘာမှမထူဘူး။အခုမေးဖို့မှဒီလိုမေးရတယ်။ဘာမှထူးခြားတာလည်းမတွေ့ရဘူး။အဲ့တော့ဘာမှထူးခြားတာမတွေ့ရဘူးဆိုတဲ့အလိုတဘောကပါလဲဆိုရင်အဲ့ဒီဟာကိုလှုပ်ရင်လည်းကောင်းတယ်မလှုပ်ရင်လည်းကောင်းတယ်50 50 50 50ပဲ။အဲ့တော့ဘယ်ဘက်ကမှအရာကိန်းတော့မများဘူး။ဥပမာပြတိုက်ခန်းတစ်ခုဝယ်မယ်ဝယ်တဲ့ ဒီအမျိုးသမီးနဲ့နေကြလို့မလှုပ်တဲ့မလှုပ်တဲ့သူအစ်တခါတာထိုင်နေဥမာပြုခုနှစ်ရက်လောက်လို့လှုပ်ပြီးတော့ဘာမှမထူးလောက်လို့သူပြောဘာမှမထူးလောက်ဆိုတာဒီအမျိုးသမီးကိုယူရင်လည်းကောင်းတယ်မယူရင်လည်းကောင်းတယ်အကောင်းကနှစ်ဖက်စလုံးမှရှိတခါတခါကြာရင်အလာတာလာဘကအလာဒီလိုမျိုးစိတ်ရင်းရင်းရိုင်မှုမလာဘူးဆိုတာကအလာတာလာကဒါကူလောလောဆယ်ဒီအလောက်ကတူးတက်မလှုပ်သေးတာကောင်းတယ်ဆိုပြီးတော့နောက်ဆိုင်ထားတာလည်းဖြစ်နိုင်အဲ့တော့မေကွန်အရာပြန်ပြောရမယ်ဆိုရင်အစ်တခါတာဒီအကောင်းဆုံးပုံစံကတော့ တကြင်တရက်ကိုတကြင်ခုနှစ်ရက်တိုင်းလုံးမယ်ကဲလို့တရက်ကိုသုံးကြင်တိုင်းလုံးလိုက်မယ်ဆိုရင်လည်းဘာမှပြဿနာမရှိဘူးလောက်လို့ရ